ဲ့တယ်လားနဲ့တူတယ်ဟောဦးထင်းနိုင်မလားမတွေ့တာကြာပြီနော်အနေနဲ့ကောင်းတယ်ကောင်းပါလေဆရာရှိလားမသိရှိတယ်ရှိတယ်လာအထက်လာဘေးဒီမှာတထညွန်ကြိုင်မှုဦးထင်းနိုင်လားလာပါပဲဆရာဒီဝါကျွတ်ရက်ကကျွန်တော်မန္တလေးအိမ်ရမိသားစုကြီးပြန်နေလို့အခုမှဆရာနဲ့အန်ဒီကိုလာခရတာပါဒါဆရာနဲ့အန်ဒီတို့ကမန္တလေးအမရပူရအကျိုးကြီးကြီးပို့ဆင်မောင်းနေတော့ဒါဆရာတက်အစားတောင်းနေစေပါရပါ ်ဇန်နဲ့အလေးကိုကျွန်တော်ကြောက်ပါတယ်လက်အုပ်ချီမူပြီးကြောက်တာပဲလက်ခံပါတယ်ကိုတိနိုင်တယ်ပါတာတူတာတူဒီကျွန်တော်ဈေးလုံးစမ်းလိုက်ပြပါစေဒီသားလေးစတော့စိတ်ချမ်းသာနေကိုကြီးချမ်းသာခြင်းပြည့်စုံပါစေຢາດູມຍາສີບွားມຍາເລດຸດເດຈາပါຊິເດຊຸນແລະເບາະເຄກຸດີນະໂອມາໄທມາດິນແມນນີ້ແມະຕາຊຸດີຍານີ້ກ້າງຈາແຫຼະໂອເຄກ້າງມາແລ້ວອັນດີ အမေကအသက်80ကျော်ပြီဆိုတော့ဇနီးအမေကိုဆောက်ရှောက်လိုက်တစ်ဖက်နနစ်မပြည့်သေးတဲ့ဒါလေးကိုလည်းဆောက်ရှောက်လိုက်တစ်ဖက်ဘိုက်ထရကလေးရတယ်နောက်လာဆိုရင်မွေးတော်မယ်လေအဲကျွန်တော်ကလည်းလှူတော်ဝင်နေဆိုတော့သူ့ကိုနီးကပ်ဆောက်ရှောက်မှုမလုပ်ပေးနိုင်ဘူးအဲဒါကြောင့်ဒီတစ်ခါဆရာပြောင်းရွှေ့ခိုင်းကျွန်တော်ဝေးလန့်ခေါင်ပြဒေသတွေမရွှေ့ပေးပဲကျွန်တော်နေထိုင်တဲ့မန္တလေးမြို့တွေရွှေ့ပေးဖို့ဆရာကိုတင်ပြတောင်းပန်ပါတယ်ဆရာဆရာကျွန်တော်ဆောက်ရှောက်ပါ ကျဲတော့မမကန်နှစ်နဲ့တော့ဆောင်းရမှာပါစီဝေးမှာတာဝန်ရှိတဲ့သူတွေအားလုံးကတတ်မှတ်လို့ထုတ်လို့နေနေစဉ်းစားပြီးဆုံးဖြတ်ပါအဲအဲ့ဒီဆုံးဖြတ်ချက်တွေကဝန်ထမ်းတွေလူရင်းဆန္ဒနဲ့တစ်ထပ်တည်းကြားသွားရင်တော့ကောင်းဆုံးဝမ်းသာစရာဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကအာခတိကင်းဖို့တော့အရေးကြီးတယ်မလားကိုထင်းနိုင်ရဲ့ရရှိသူဆိုတော့နိုင်ငံတော်သမ္မတရုံးကတရက်လေးလ2016ရဲ့ဆွဲနဲ့လက်ဆောင်ပစ္စည်းလက်ခံခြင်းနဲ့ပတ်သက်တဲ့ရည်ညွှန်းချက်ကိုတည်ပြီးသားဖြစ်မှာပါ ီလက်ညွန်ချက်အရာမိမိယာတူလုတ်ပိုင်ဝင်ရဲ့အချို့ခံစားနိုင်တဲ့လုပ်ရက်တရက်ကိုလူလားတောင်းခံတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ထံနေလက်ဆောင်ပစ္စည်းကိုလက်ခံခြင်းမပြုရလို့ပေါ်ပြပါစီထားပါတယ်။ပေးရတဲ့လက်ဆောင်ပစ္စည်းကိုလည်းပြန်လည်ပေးအပ်ရမည်လို့ညွှန်ကြားထားပါတယ်။အဲတော့ကိုထေးနိုင်ကတော့ပစ္စည်းကိုစိတ်ပေါ်ပေါ်ပါပါနဲ့ပြန်သွားပါကိုယ်နဲ့တွေ့ဆောင်ကြပါ လက်ဥချပြီးကြောတော့ပဲလက်ခံပါမယ်ဟုတ်ကဲ့ပါဆရာဦးထင်းနိုင်ရဲ့အပြောင်းရွှေ့ကိစ္စလေးအဆင်ပြေသွားရင်ကောင်းမယ်နော်သူ့မိရလည်းအသက်ကြီးနေပြီကလေးကလည်းငယ်သေးတယ်ဆိုတော့ရှင်ကတော့တမတမကြကြလှုပ်ထုံးတိုင်းပဲလုပ်မယ်ဆိုတာသိပါတယ် ာပြောင်းချက်ရောအမေကြီးဖတ်နေပြီဆရာဝန်ကွေးမြို့ပါဘုန်းကြီးပါဆရာဒီပြောင်းချွေရုံမိန်မှာကျွန်တော်မိသားစုနေထိုင်ရမန်းလေးမြို့မှာရွှေ့ပြောင်းခဲ့ရတဲ့အတွက်ကျွန်တော်တအားခွန်းတောက်ပါတယ်ဆရာကျွန်တော်ဆရာဗာလက်ဆောင်ပစ္စည်းမှာလက်မခံပဲဖြောင်းမတ်တီကြီးစွာဆောင်ရွက်ပေးတာဖြစ်တဲ့အတွက်ဆရာရဲ့ဆန္ဒမူနာပြခေါင်းဆောင်မှုပုံစံတိုင်းကျွန်တော်ထောက်ထားလေးစားလိုက်နာသွားပါမယ် ကျွန်တော်လက်ပြတန်တန်နဲ့မိသားစုနဲ့အတူနေထိုင်ပြီးတာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက်ကျေးဇူးကြီးမားလာပါတယ်ဆရာဆရာကျွန်တော်ဒီအပတ်အပြောင်းအရွှေ့ရုံးမိတ်မှာဝိလံကောင်းပြတဲ့ဒေတာကိုပြောင်းရပါမယ်ဆရာတို့ကဖြောင့်မတ်တီကြီးစွာလှုပ်ထုံးအတိုင်းတမာတမတ်ကြကြဆုံးဖြတ်ထားတာမို့ကျွန်တော်ကြည်ကြည်နက်နက်နဲ့တွားရောက်ပါမယ်ဆရာကျွန်တော်တို့အပေါ်မှာချမှတ်ထားတဲ့အမှန်ကန်မျှတာတဲ့စနစ်အတိုင်းဆရာတို့ကတိတိကျကျဆောင်ရွက်ပေးမယ်ဆိုတာကိုအပြည့်အဝယုံကြည်လက်ခံပါတယ်ဆရာ ဒီကွယ်ဆရာတို့ကဝန်ထမ်းတွေအားလုံးလက်ခံနိုင်တဲ့မှန်ကန်မျှတတဲ့စနစ်တရက်ကိုဖြောင်းမတီးတီးစွာတိတိကျကျလိုက်နာအကောင့်ထဲပို့ပေးနေခြင်းဟာတကယ်တော့ဝန်ထမ်းအားလုံးရဲ့အကျိုးအများအကျိုးကိုဦးစားပေးခြင်းသာဖြစ်ပါတယ်လိုရင်လိုသလိုမလိုရင်မလိုသလိုအပြောင်းအရွှေ့လုပ်တာမှန်ကန်မျှတတဲ့စနစ်နဲ့ဖြောင်းမတီးတီးမှုကိုဖောက်ဖျက်ခြင်းဖြစ်တဲ့အပြင်မိမိရဲ့အကျိုးတနည်းအားဖြင့် ပုဂ္ဂလိကအကျိုးအတွက်ဦးစားပေးလှူဆောင်ခြင်းပဲဖြစ်တယ်။ခေါင်းဆောင်ဆိုတာအများအကျိုးနဲ့ပုဂ္ဂလိကအကျိုးဆိုတဲ့အကျိုးစီးပွားနှစ်ခုရှင်လာပြီဆိုရင်အမြဲတမ်းအများအကျိုးစီးပွားကိုတော့ဦးစားပေးရမှာဖြစ်တယ်။ဒါမှလည်းအကျိုးစီးပွားပြိပခါကိုရှောင်ရှားနိုင်မှာပေါ့။တပည့်တို့စိတ်တန်တဲ့ယုံကြည်စိတ်ချစွာဆက်လက်တောင်းပန်ထမ်းဆောင်ကြပါစားကြရရအစဉ်ပြေချုံးပြအောင်ကြပါစေ။ကျေးဇူးတင်ပါတယ်ဆရာ။